မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဒီ Huawei Phone နေတော့ပေါ့နော် Play Store တောင်းလို့မရတဲ့ပြဿနာတွေ YouTube ကြည့်ရင်လည်း YouTube ကြည့်လို့မရတဲ့ပြဿနာတွေပေါ့နော် Huawei Phone တွေက Google Play Store ကမပါလာဘူးပေါ့နော်မပါလာဘူးဆိုလို့ရှိရင်ကျွန်တော် App ကခုတောင်းမှာဆိုလို့ရှိရင်ဒီ App Gallery ကနေကျွန်တော်တောင်းရတယ်ပေါ့နော်ဒီနေရာမှာဒီ YouTube ကတော့ဒီ YouTube Live ကနေတောင်းလို့ရတယ်ဆိုပေမဲ့ VPN တောင်းတဲ့နေရာမှာကိုကြိုက်လို့ VPN ကိုရှာလို့မရဘူးပေါ့နော်ဥပမာကျွန်တော် VPN ဆိုလို့ရှိရင်မှာ Now VPN လို့ပါလို့ဆိုလို့ရှိရင်ဒီထဲမှာမရှိဘူးပေါ့နော်ဒီမှာမှာ ာဝေးတောင်းတဲ့လူတော်များတော့ဒီ DP ကိုတောင်းကြတယ်များတော့ဗောနော်အခု VPN ကလည်းနိုင်ငံနေသားနဲ့ဆိုလို့ရှိရင် VPN ကလည်းရှိုးရတယ်ဗောနော်ရတဲ့ချိတ်လို့ချိတ်လို့ရတဲ့ VPN မှချိတ်တယ်ဒါဆိုလို့ရှိရင် VPN ကိုစိတ်ကြိုက်ထည့်လို့မရဘူးဗောနော်ထည့်လို့မရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဗော VPN တောင်းလို့ရအောင်ဘယ်လိုလုပ်ရမလဲပြီးလို့ရှိရင် YouTube တောင်းလို့ရအောင်ဗောနော် Google Play Store တောင်းလို့ရအောင်ဘယ်လိုလုပ်ရမလဲအရင်ဆုံးကျွန်တော်ဒီ app တစ်ခုတောင်းလို့ရဗောနော် G-Speak ကိုတောင်းပြီးတော့ G-Speak ကနေကျွန်တော်တောင်းကြည့်ဗောနော်ဆိုတော့ ဒီဂျီစပိတ်ကိုဒါမို့တော့ဖရောက်တာတဲ့ကိုတွားလိုက်ပါတော့။ Okay အဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ sub bar မှာ Google Drive ခေါင်းလိုက်ရတယ်ပေါ့နော်။ဒါဆိုဒါမျိုးပြန်တယ်ပဲ။ဒါမျိုးပြန်တယ်ပဲဆိုလို့ရှိရင်ကျွန်တော်ဂျီစပိတ်ကိုရတာမယ်နော်။ Okay ဒါဆိုအပေါ်ဆုံးမှာဂျီစပိတ်ဒီ website လေးရှိတယ်ဒီ website လေးကိုဝင်လာမယ်။ပြီးလို့ရှိရင်ဒီမှာ free download apk ဆိုပြီးတော့ဒီပတ်တန်လေးရှိတယ်တစ်ချက်တော့နှိုက်ရပါတော့။အောက်မှာ download ဆိုပြီးတော့ပေါ်လာပြီ။ဒါဆိုလို့ရှိရင် download ကိုနှိုက်လိုက်မယ်။ဒါဒီမှာဆိုဆွဲနေပြီပေါ့နော်။ OK，阿是不是你讲一说对了没？嘛一说奶奶们嘛，这下动物呢，哈的那些呢，嘛的鸡巴都把那个动物压了，咱们怎么鸡皮你们三级没？OK，阿是变脱了没？他说鸡皮也不干的嘛，对你也没，他说都吃亏了没？Start okay, 过奶奶们，毕竟的嘛，都把我们先到老们那边来吧呢。比如说，工资又够奶奶。 โอเคဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာအပေါ်ဆုံးမှာ Google Play Store လို့ပြောရှိတယ် Google Play Store တဲ့ဝင်လာမယ်နော် Download Server တို့ကကျွန်တော်တို့အကောက်ဖွင့်ဖို့တော့လိုမယ်အကောက်ကတော့အာမဖွင့်ပြတော့ဘူးနော်အကောက်တော့ရှိတဲ့အကောက်ပဲဝင်လာမယ်โอเคဒီမှာဆိုင်းရင်လှည့်လာနော်โอเคဒါဆိုဒီမှာ check in for ဆိုပြီးတော့ခဏစောင့်မယ်နော်ဟုတ်ပြီဒီမှာဆိုကျွန်တော်တို့ဒီဖွင့်ထားတဲ့ Gmail account ကိုဝင်လိုက်မယ်နော် ပြီးလို့ရှိရင် next နဲ့သွားမယ် password ရိုက်မယ်ပြီးလို့ရှိရင် next နဲ့သွားမယ်ပြီးလို့ရှိရင် agree ပေါ့နော်ပြီးရင် more night access ကို night ကဲတမျိုးပြရင်ကျွန်တော်တစ်ချက်ပြန်ထွက်လိုက်နော်ခပီဂျီစပီဒ်လေးကိုပြင်ဝင်ပြီးရင် Google Play Store လေးကိုပြင်ဝင်လိုက် မကျညာတတ်နေမှာကျညာတတ်မဆိုအပေါ်ကဒီညာဘက်တော့ကကြက်ချိခက်လေးကိုလှည့်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော် Play Store လည်းရောက်ပါပြီပေါ့နော် Play Store လည်းရောက်ပြီဆိုလို့ရှိရင်အာ VPN တစ်ခုတော့ဆန်တောင်းနေမယ်ကျွန်တော်တော့ Jamjam VPN ကိုဆန်ပြီးတော့ဆန်ကြည့်မယ်နော် Free VPN လည်းရဆိုလို့ရှိရင် Jamjam လည်းဆင်ပြေဆိုတော့လေဆိုလို့ရှိရင် Install တင်လိုက်မယ် โอเคถ้าဆိုလို့ရှိရင် open နဲ့တန်းသွားမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော် guest tag ကိုဖန်ရမယ်ကျန်ကျန် VPN နဲ့အကောက်ဝယ်တုံးလို့ရရနော်ဒါတော့ကျွန်တော်အကောက်ဝယ်မတုံးဘူး free တုံးကြည့်မယ်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့တစ်ချက် VPN ချက်ကြည့်မယ်ဒါ okay နေပြလိုက်ပါနော်ဒါဆိုဝိုင်းလဲနေပြီโอเคဒီမှာကျင်ညာတက်လာမယ်ဆိုလို့ရှိရင်ဒီဘက် private channel close private channel upper channel close ဆိုတော့ ဆက်တန်းလေးကိုနှိပ်လိုက်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော် VPN ချိန်ပါပြီပေါ့နော်။ဒါဆက်ဆက်တောင်းလဲဟာမလို့လားတော့မသိဘူးနော်။မတနာ ਈ ခွဲတော့ချိန်ရတယ် free ။အကယ်လို့ကိုကဒီဝယ်တောင်းနေတယ်ဆိုလို့ရှိရင်လည်းဒီ Telegram မှာတဝယ်လို့ရတာနော်။ဒီကြမ်းကြမ်း VPN က Okay ဒါဆိုလို့ရှိရင်ဒီကောင်ကျွန်တော်တို့ဝယ်တောင်းလို့ရပြီ။ Sorry ကျွန်တော်တို့ချိန်ပွက်ပြီဆိုလို့ရှိရင်အပြင်မှာရှိတဲ့ဒီ Facebook Messenger ကိုတစ်ချက်တော့ဝင်ပြီးတော့တောင်းကြည့်ပါနော်။ โอเคဒါဆိုတောက်ရပြီဗောနော်ဒါဆိုကျွန်တော် messenger လေးဝင်ကြည့်မယ်ဟုတ်ဒါဆိုလို့ရှိရင်မှာမီးဆိုင်လာပြီဗောနော်ဒီမှာမီးဆိုင်မီးဆိုင်ပြီဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ VPN လောက်လောက်ပြီဗောနော်ဒါကဒီ G-Suite ရဲ့ VPN ကိုချိန်ပြီးတော့ကျွန်တော်တို့ဒီအပြင်က Facebook ကိုတောင်းတာဗောနော်ဒါဆိုလို့လောလောကူကူနဲ့ SMB နဲ့တောင်းလို့ရတယ်နော် တကယ်လို့ကျွန်တော်တို့ DPM မှာ DPM မှာတောင်းလို့ DPM DPM ကဒီပါလေအာဒီဟိုတခြား VPN ချိတ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်ဒီဒီနည်းနဲ့ချိတ်လို့ရတယ်ဗောနော Gspace ကနေ Gspace မှာဒီမှာသူက permission တောင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပေါ်စောကိုတစ်ချက်နိုင်လိုက်နိုင်ပြီးလို့ရှိရင်ဒီမှာ enable ဖွင့်ပြလိုက်ဗောနော pay allow နိုင်လိုက် okay အဲဆိုလို့ရှိရင်ဒီမှာဒီကျွန်တော်တို့ YouTube တောင်းနေတယ်ဆိုလို့ရှိရင်လည်းတောင်းလို့ရတယ်နော် ဒါဒီ YouTube တောင်းကြည့်မယ်မ VPN ကတော့ဒီမှာရ VPN ကိုဒီအပြင်မှာအပြင်ကိုထောက်တက်ခြင်းလေဆိုလို့ရှိရင်လည်းရတယ်နော်ထောက်တက်ခြင်းလေဆိုလို့ရှိရင်ဒါလင်းလိုက်ပြီးလို့ရှိရင် VPN ကိုဖိတ်ထားလိုက်ပေါ့နော်ဒီ VPN ကိုဖိတ်ထားလိုက်ပြီးလို့ရှိရင်ဒီမှာ create shortcut ကိုနှိပ်လိုက်ပြီးလို့ရှိရင် s ကိုနှိပ်လိုက်ပေါ့နော် s ကိုနှိပ်လိုက်မှဆိုလို့ရှိရင်ဒီမှာကျန်ကျန် VPN ကပြင်ရောက်လာပြီအဲ G speed ကိုပြန်ပြီးတော့ပြန်ဝင်လိုက်ကျွန်တော်တို့ YouTube တောင်းခြင်းလေဆိုလို့ရှိရင် YouTube ကိုနှိပ်လိုက်နော် တောင်းရအောင်မထင်နော် YouTube မတောင်းအောင်လို့ဆိုတော့ okay ဒါဆို download ဆွဲလိုက်မယ်ဒီ demo ဆိုလို့ရှိရင်ဒီ Google ကို Play Service နဲ့ဆို Google နဲ့ပတ်သက်တဲ့ဟာအကုန်ရှိတယ်ပေါ့နော်ဒီ G-Space demo ဆိုရင်ဒီအပြင်မှာဒီ Huawei ကဒီ Google Play Service တောင်းလို့မရဘူးဆိုတော့လေဒီ emulator ခံပြီးတော့တောင်းရတဲ့တဘောပေါ့နော် YouTube တို့ VPN တို့ Facebook Messenger လောက်ကတော့တုံးလို့တော့အဆင်ပြေတယ်။ gain တွေဘာတွေကတော့အာဆော့လို့ရမရတော့မသိဘူးနော်။ကျွန်တော်တို့အခါမှမဆော့ကြည့်ဘူးဆိုတော့ပြောလို့မတတ်ဘူး။အကိုကတကယ်လို့ Huawei ဖုန်းကန်ရတဲ့ user ဆိုလို့ရှိရင်တော့ဆန်ပြီးတော့ဆန်ကလေးကြည့်ပါနော်။ okay ဒါဆိုလို့ရှိရင် YouTube လည်းတောင်းလို့ရတယ်နော်။ဒါမှ YouTube ဆိုလည်းအဆင်ပြေတောင်းလို့ရတယ်။ မထိတ်နေဘူးเนาะထထတော်တာလည်းမရှိဘူးပေါ့နော်အာတကယ်ကျွန်တော်တို့ YouTube short cut ကိုထောက်ထောက်တာခြင်းလည်းဆိုလို့ရှိရင်လည်းရတယ် G space တွေဝင်ပြီး YouTube ကိုဖိတ်တယ်လိုက်ဒီမှာ create short cut ကိုနှိုက်ပေါ့နော်ပြီးလို့ရှိရင် S ကိုနှိုက်ဒီဒီပုံစံတိုင်းပဲ Facebook တောင်းမှာဆိုလို့ရှိရင် Facebook ကိုတော်ပြီးတော့တတအောင်နော်ဒါပေမဲ့မတောင်းသေးဘူး Facebook ကရှိနေပြီဒါတော့လေရှိနေပြီဒါဖြစ်တော့ကျွန်တော်တို့ဒီကောင်ကို short cut အနေနဲ့ထောက်တယ်မှာဆိုလို့ရှိရင်တစ်ချက်ဖိတ်လိုက်ပြီးရင် short cut နဲ့တစ်ချက်ထောက်ရလိုက်ပေါ့နော်ဒီမှာ messenger ဆိုလေအတိုင်းပဲ မစင်ရတော့ဒီမှာ upgrade လုပ်ဖို့လိုတယ် upgrade လုပ်ဖို့လိုမဆိုလို့ရှိရင်ချောက်ဖွေးလာမှာ okay ဒါဆိုလို့ရှိရင်ရပြီပေါ့နော်ဒီမှာ messenger ကိုလည်းထုတ်ရလို့ရတယ်ဟိုမှာ gmail လားကိုပါပါတုံးကျင်လေပေါ့နော် okay မှာဒါဆို gspeak ကို login ဝင်ထားကျင်လေဝင်ထားလို့ရတယ်နော်မဟာဝေး ID နဲ့ဝင်တာပေါ့နော် ကျွန်တော်မှာတော့ဒီ highway အကောက်ကမဖွင့်မဖွင့်ကြဘူးဆိုတော့မဝင်ပြတော့ဘူးဒါ Google အကောက်ကအဲဒီမှာခဏ Google အကောက်ရှိရပါတော့ဆိုတော့သူ့ရဲ့အသာချက်ကဘာလဲဆိုတော့ဒီအပြင်မှာဒီကျွန်တော်တို့ VPN တောင်းလို့ဆင်မပြေဘူးဆိုလို့ရှိရင် G-Space ကနေဒီ Google Play Store ကနေကိုလိုချင်တဲ့ VPN ကိုရှာပြီးတော့ရှာတောင်းလို့ရတာပေါ့နော် โอเคဒါဆိုလို့ရှိရင်မှာ Huawei phone မှာ VPN တောင်းလို့မရတာလို့ဒီ YouTube တောင်းလို့မရတာလို့ဆိုလို့ရှိရင်ဒီနေ့တိုင်းဆက်ပြီးတော့ဆန်လောက်ကြည့်ပါเนาะဆိုတော့ဒီ video ကတော့ဒီလောက်ပါပဲအစီအမပြေတာပဲဖြစ်တည်ကျင်တာတစ်ခုခုရှိမှာဆိုလို့ရှိရင်ဒီ video ရဲ့ comment အောက်မှာမေးခဲ့ပေးပါပြောခဲ့ပေးပါ video ကိုစောင့်တဲ့သည့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်